။ဒီကတော့ Photoshop ရဲ့ tool တွေအကြောင်းပြောပြမယ်။အဲ့တော့ Photoshop ရဲ့ tool တွေဆိုတော့ဟိုဒီ Photoshop မှာဒီ page channel မှာရှိဒီ box ရဲ့ tool တွေကောင်းပြီးတော့စာရိုက်ရမှာအမှန်မို့ပုံလေးဆွဲရမယ်ပြင်ရမယ်။အဲ့တော့အဲ့လိုပြင်ဖို့အတွက်ဆိုဒီ tools တစ်ခုချင်းစီပြင်ဖို့လေ။အဲ့တော့ tools တစ်ခုချင်းစီမှာဒီ page channel ရဲ့ဒီ tools တွေကပြောင်းနေတဲ့အဲ့ဒါဆိုကြည့်ချင်ခဲ့ဒီကိုလိုက်တယ်နော်။အဲ့ဒါဆိုပြောင်းနေ။အဲ့လိုပြောင်းနေတဲ့ဆို ဘယ်ရောက်ခေါ်ချပြရမလဲဆိုဒီထိတ်ဆုံးမှာရှိတယ် view မှာနေပါเนาะကျွန်တော်ဒီမှာ window တွေရှိတယ် view တွေရှိတယ်ဒါလည်း view လို့ခေါ်တယ်ဟုတ်ပြီအနောက်ဆုံးမှာရှိတယ် window window တွေမှာနောက်ထပ်ဒီမှာ two ဆိုတာရှိတယ်ဒီအောက်ဆုံးမှာဒါလေး click နေတယ်ဒါဆိုရင်ဒီ two box ရလာနေတယ်เนาะပြီးရင်ဆာရက်တရက်ယူတယ် file နေရ new နေသွားလိုက်ပြီအဲ့တော့ကိုယူမဲ့ဆာရွက်မှာပါရှိတယ်ဆို e flow ပုံစံမျိုးချင်းနေဒါကိုရဘာရှင်းဖို့ဒီပြီးတော့ထိမ့်ပါကပုံစံလေးပြောင်းသွားလိမ့်မယ်လက်ရှိတုံးထားဆို reset save ဆိုရင်တိတ်ထားပြီးသားဟာဒီ photo size ကိုလိုချင် photo print ထုတ်မယ်နေထားလိုချင် print နော်အဲ့အခုတော့စ photo size လိုချင်နေ photo ရွှေ့မယ် landscape forces ကိုရွှေ့လိုက်တာနဲ့ဒီညပတ်ချမ်းမှာဒီမှာ landscape ကိုပြောရတဲ့အတွက် width တန်ဘူက6 height တန်ဘူက4 resolution ဘယ်လောက်ရှိလဲနောက်ခံဖားရောက်တဲ့မှာ ေးရောင်ပါ၃ရောင်ထားရင်ဒီ green နဲ့ထွက်လာရင်ဒါစာရေးရပါအဲ့တော့ရလာတဲ့အခါမှာဒီတိတ်ကဘာတဲ့လို့ရှိဒါလေးအရေးကြီးပါတယ်ဖိပြတော့အောက်ကိုဆွေးလာတယ်ဒါဒီဒီကံဘာလေးထပ်ထွက်လာတယ်သူ့ကိုအထဲကိုအဲ့မှာတခုတတိချာမယ်ချက်ကဒါလေးကိုသူ့ဆွဲရွှေလိုက်တယ်ဆွဲရွှေပြီးတော့အထဲကိုပြန်ထည့်မယ်ဆိုဒီအပေါ်လေးကိုရအောင်တင်လိုက်နော်ဒါဆိုရင်တော့ပြန်ရလာမယ်ပြန်ဆွဲထုတ်ချင်အောက်ကိုဆွဲချပြန်တင်ချင်ဒီပုံပါတယ်ဒါဆိုအဲ့ဂျားလေးမထည့်ဘဲနဲ့ ဆွဲချထားတာလေးကိုသူကချိန်လိုက်နေဆိုရင်ဘယ်လိုဖြစ်လဲဆိုထိတ်ဆွာဒီတိုက်တယ်ပါလို့ဒီဒီအောက်က option ပါလို့ဒါလေး option လို့ခေါ်တယ်အဲ့ဒါလေးပြောင်းသွားတယ်ခုချိန်ပြမယ်ချိန်ပြမယ်ဆိုတော့ဒီလေးကိုချိန်လိုက်လန်ဒလာသူမျိုးရှိရော option တွေပါနေမြင်ရတော့เนาะအဲ့ဒီအတွက်သူကိုပြန်ချုပ်နေချုပ်လာကြတော့ဒီထဲမှာရှိတဲ့ဆိုရင်ဒီညာဘက်အစွန်းဆုံးမှာရှိတယ်ဒီတိုက်တယ်မှာမျက်ချက်နေတယ် ်ချက်နေပြီးသားရင်ပြည်ပြည်ဆိုအပေါ်ကိုဆွဲရွှေလာတော့အပေါ်က option ဘာလဲမပြဘူးမင်းဘာလဲမပြဘူးပုံရင်းမရဘူးတော့အခုဆိုရင်ဒီ texture ဟာ file ကို edit တို့ပါလဲဗားတဲ့လေး menu ပါဆိုတာပြီးရမယ်ဒီ avatar လေးကို option ဘာလို့ပြီးရမယ်အာတော့ဖွင့်ထားတဲ့တက်ပြီးဒီပေါ့နော်။ဒီဒါလေးက2 box လေးရှိတယ်။အဲ့တော့အဲ့2 box တွေက2တွေအသုံးပြုပါ ော့ tools တွေအသုံးပြုဖို့ကဒီ output က pointer လေးထောက်ကြည့်လိုက်တော့ဘာပြောလဲဆို move to လို့ပြောတယ် move ဆိုတာရွှေ့ခြင်းတုံးတာသူကသူ့ shortcut ကိုကြည့်ခြင်းလေးဆို shortcut ကသူဘာပြောလဲဆို v လို့ပြောထားတယ် move ဆိုတာပုံလေးရွှေ့ခြင်းတခါမျိုးကတုံးတယ်နော်အဲ့တော့ move to လေးကိုနှိပ်လိုက်ဒါဆိုရင်ပုံရွှေ့မယ်ဆိုဒီမှာပုံမရှိဘူးအဲ့တော့ပုံခေါ်ထည့်မယ် file name က open နဲ့ပုံတော်လေးကိုဖွင့်လိုက်ပေါ့နော်ဒါဆိုရင်ဒီကနေ့က download option က ဒါမှမဟုတ်လေပစ်ချအောင်ထဲကပုံလေးတစ်ပုံဖွင့်လိုက်မယ်ဒါပေမဲ့ပြင်ပြီးတော့ဖွင့်လိုက်မယ်ဆက်ဆိုရင်ဒီပုံလေးရလာအဲ့ပုံကလည်းအလိုဝင်ထိပ်ပကလေးဒီမှာအောက်ကိုနည်းနည်းလေးဆွဲချတာလို့ဆွဲချရင်ပုံကဒီလိုအပြင်ကိုထွက်သွားပြီအဲ့လိုထွက်သွားတဲ့အချိန်မှာဒါ move to နဲ့ရွှေ့ပါနော်ဒီပုံကိုတင်ပြီးပြီးဒီလိုလေးဆွဲရွှေ့လိုက်ဒီမှာတွေ့တာ wider လေးကညာအဖြူလေးမှာ plus လေးနဲ့ပေါ်လာတယ်ပြီးရွှေ့လာတာဒါဆိုရင်ပုံလေးရဒီမှာဒီဘက်ထဲကို လူမျိုးရွှေ့တဲ့ခါမျိုးမှာတုံးနေဘယ်ဘက်မှာမထားခြင်းဘူးအဲဒါဆိုရင်အောက်ဖက်ထားခြင်းအောက်ဖက်ဒီဘက်အလေထားခြင်းဒီဘက်ကုလူစင်းတဲ့လို drugging ဆွဲရွှေ့တာကို move to ဟာတုံးနေနော်ဒီဒီ pass ကိုပြန်လိုက်လို့ရတယ်နောက်ထပ်လေးရတော့ rectangle rectangle မှာ quick to လို့ခေါ်တယ်အဲ rectangle မှာ quick to ကတော့ဖိပြီးတော့ drugging ဆွဲလို့ရတယ်ဒါမှမဟုတ်ဒီပုံလေးကိုလည်းတကားထပ်ပြီးတော့အုပ်သွားမှတူလား plus ပုံလေးရတယ် းဆွေးလိုက်တယ်။ပြီးရင်သူ့ကိုမရရှုရှုလို့မရဘူး။ဘာလို့လဲ။သူကဘောင်းလေးပါနေတယ်။ဘောင်းလေးနဲ့ပဲသွားတယ်ပေါ့နော်။အဲ့တော့ဒီ return ဟူလားဆိုတာဒီ return တဲ့ပုံဆွဲခြင်းနဲ့ကိုလိုချင်တဲ့ return ကပုံလေးရအောင်ဒီလိုလေးဆွဲသွားလို့ရတယ်။ကိုလိုချင်တဲ့အတိုင်းနော်။ဒါမှမဟုတ်ဘူးဆက်ဝိုင်းပုံစံလိုချင်တဲ့ identity marketing အဲဆက်ဝိုင်းလေးပုံစံပြရပြီးတော့ဒီ tracking ဆွဲလိုက်လို့ရတယ်။ အစဝိုင်းပုံစံဆက်လက်မှတ်ခြင်းနဲ့ခါလူကြရည်ဒီညာလေးကိုတုံးတဲ့ elliptical magnitude rectangular magnitude thomas struckan ပုံစံနဲ့မှတ်တဲ့စဝိုင်းပုံမှတ်တဲ့ပုံဒီဒီပုံမှာ right click နှိပ်လိုက်ရင်ရရနော်ဒီ hidden tool ကိုညာလိုက်မယ်ပြီးရင်တော့ဒီပုံလေးမှာအဲ့ဒီအပေါ်က2နှစ်ခုကိုကြည့်လိုက်အပေါ်ကစဝိုင်းလေးကိုမလိုချင်လို့ rectangular magnitude ကိုတုံးမယ်ဒီပုံမှာ right click နှိပ်ပြီးတော့ rectangular magnitude ကိုယူဒီ audio ီဆွေးလိုက်ဒါရှုလို့ရတယ်နော်ရှုလေးသွားလို့ရတယ်အဲဆိုရင်သူကလိုချင်တဲ့လိုလေးတလူလေးဖြတ်ပြီးသွားအဲ့ထဲမှာဒီအောက်ကဒါလေးကို foreground လို့ခေါ်တယ်ဒါကို background လို့ခေါ်တယ်အဲ့တော့ foreground အရာလေးထည့်ခြင်းနည်းအဲဆိုရင် foreground အရာမှာတလေးနေလိုက်ကိုထည့်ခြင်းနဲ့အရာသည်ဘာအရာလေးထည့်ခြင်းနဲ့အပြာအရာလေးထည့်ခြင်းနဲ့ဆိုရင်အပြာအရာမှာနေတဲ့ဒီမှာရောင်းသွားပြီဒီနဲ့တွေ့ဒီမှာ foreground ရောင်းအဲ့ဒီထဲမှာအရာထည့်ခြင်းနဲ့ဆို keyboard ကဘာလို့သုံးလို့ရမလဲဆိုရင် full screen keyboard ကိုတစ်ချက်ပြပြီးမယ် full screen keyboard အဲ့တော့ keyboard ကတော့အမှားပါသည် bevel လက်က order key ဒါကိုဖိထားတဲ့ချိန်မှာ backspace အနေနဲ့တုံ့ပြန်ရမယ်အဲ့တော့ order နဲ့ဒီ backspace နဲ့တွဲသုံးလိုက်တဲ့ချိန်မှာဒီ foreground ရောက်ပြီးသွားလိမ့်မယ်အဲ့တော့အခု order key ကိုဖိထားတယ်ဒီမှာ order key လေးဖြစ်တယ်နော်ပြီးဒီမှာ backspace ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆို order best way ကိုတုံးလိုက်တာ။အဲ order best way တုံးလိုက်တာ ဆက်လက်ပြစ်သွားတယ်ဒီလိုတွေ့လား control ပြီးထား space အဲဆိုရင်အခု control ပြီးထားတယ်ဒီပုံစံလေးနေရတယ် space ဒါဆို control back space ကိုဖားလေးဝင်နောက်ဖက်ရှာနေတယ် order ကိုပြီးထားတယ်ဒီမှာအပြားလေးဝင်တယ်နော်ဒီကောင်ရင် space ကိုတစ်ချက်လေးလာတယ်ဒီလိုလားဒါဆိုရင်အပြားရောက်ဝင်တယ်ဒါလေးကို select ပတ်တယ်လို့ခေါ်တယ်မဆိုင်ဘူးဖြုတ်လိုက်တယ်နော်အဲဆက်လက်ပတ်တဲ့အခါမှာဆိုတော့ return လာပုံမှတ်တယ်အခု elliptical mark တွေ့မှာနည်းဒီလိုဒီဘက်လေးကိုဒီလိုဆွဲလိုက် ပြီးဒီအရာလေးကိုဖြည့်မှဖြစ်တဲ့အတွက် order ကိုပြီးမယ်ပြီး best နေမယ်ပြီးသူ့ကိုပွားမှဖြစ်တဲ့အတွက်ဒါလေးကိုနောက်တစ်ခုဆက်လက်ပြုဒီမှာနောက်တစ်ခုဆွဲလို့ရတယ်မောင်ဝိုင်းလေးอืมအဲ့လိုမဆွဲချင်ဘူးဆိုရင်လေဒီအရာလေးကိုရွှေ့လို့ရတယ်နော်တော့ကိုကတော့ဆွဲတာလေးပဲသွားလိုက်မယ်ပြီးရင် order ကိုပြီးမယ်ဒီထက်ကအပြရန်လူစင်းတဲ့အတွက် order ကိုပြထားလို့ဒီမှာပြလို့ဖြစ်နေပြီဒါလေးက best way ကြီးနော် best way ကြီးတစ်ချက် ပြရရင်လူတက်နေရနေတယ်ပုံစံလေးရတာလေးနော်အဲ့တော့အခုနှမျိုးတုံးခဲ့တယ် elliptical mark တွေတုံးခဲ့တယ် rectangular mark တွေတုံးခဲ့တယ်ပြီးရင်တော့ဒါလေးကပါလို့ဆို move to อ่ะရွှေ့တာဒီဘွားတူးလုပ်ပြီးရှင်းပြတယ်နော်နောက်နေ့မှာဒီမိုင်းဆက်သွားမယ်အဲ့တော့ဒီ upper ကဒါလေးကိုဖဲချင်လို့ဆိုရင်ဒီမှာလေးမှာရှိတယ် right click ပြီးတော့ elliptical သူကတော့ single rule single column single rule ဆိုတာ rule တစ်ခုစာသူက select မှတ်ချင်တယ် ုံးတယ်ကောလန်တစ်ခုစာဆက်လက်မှတ်ချက်လာပြီးတုံးတယ်ဒါရိုးတစ်ခုစာလေးရအောင်နော်အဲ့တော့ဒီမှာ single row ပဲလာ single row နဲ့ဒီမှာဒီမှာပြည့်ပြီးတော့ဒီလိုမျိုးဆိုလာဒါဆိုလို့နှိမ့်လိုက်တာဒီမှာ single row ရဲ့တစ်ချက်နှိမ့်လိုက်တာဒီ single row ရဲ့ dotted line ဝင်ပြီးဒါလေးက foreground အရာ foreground အရာဖြူရောင်လေးဥနေမယ် okay နဲ့ ပြီးရင်ဒီနေရာလေးမှာအယောင်ထည့်မှာဆိုတော့ order ဘာလေးနဲ့သွားမလဲဆိုရင် sp နဲ့သွားလိုက်ပြီးရင်တော့ဒါလေးကိုချက်မယ်ဆိုရင် control plus နဲ့ပြီးတော့ချက်လို့ရတယ် sp ပါကြည့်ဒီနားလို့ရောင်းပြီးမှသူကအပြူရောင်းနေစင်တာ select ဖြုတ်လိုက်တယ် move to ရှိပြီး select ဖြုတ်ချင်တာ select ထည့်ရဒီ select နဲ့သွားလိုက်ဒီမှာဒီလားအပြူရောင်းပုံစံရလာပြီနော်ဖြူလိုက်အဲ့တိုင်းမေးသူကမြေချောင်းအစင်းလို့ခြင်းလေစူပါစူဒါဆိုရင် single column ကိုရွှေ့မယ်အဲ့ဒီမှာ3ထားမဲ့ချက်ရှိပြီး window menu တွေက layer လေးကိုခေါ်ချပြီးရမယ်နော်အဲ့ window တွေကဒီမှာ layer ဒါလေးကိုပြန်လိုက်မယ် window တွေက layer sorry comment မှာသွားရင် window တွေက layer အဲ့တော့ window တွေက layer နေလိုက်ဒီမှာ layer box တွေမှာဒါလေးအကုန်လုံးတက်လွှာလေးဖြစ်နေနော် တော့ကောင်းတာကတော့အလွာအသစ်ရှူပြီးတော့ပုံဆွဲတာကောင်းတယ်ဒါဆိုရင်အလွာအသစ်အခုဒီမှာကတော့အသေးစိတ်ဆွဲတာမဟုတ်တဲ့အတွက်ဆဆာချင်းဒီတူးလေးနှစ်ခုသုံးပုံပဲဆွဲထားဖြစ်တဲ့အတွက်သူအလွာအသစ်မရှူပြခဲ့တာနော်အဲ့တော့ကောင်းတာကတော့အလွာအသစ်ယူပြီးဒီမှာမြေချောင်းလေးထပ်ဆွေးနေအခုလိုစုံလောက်နေပါလိမ့်မှာထားလိုက်ထားပြီးရင်တော့သူ့ထဲကိုအရောင်ဖြည့်မယ်ဆွဆွာလိုပဲအဖြူရောင်ပဲတန်းတာလေးဖြည့်မှာဖြစ်တဲ့အတွက်ကလေးနဲ့ဒီကြရင် home screen keyboard ကိုကြည့် order key ကိုပြထားရမယ်။လာပြားလေးဝင်လာပြီ။ပြီးရင် best way ကိုတစ်ချက်နေလိုက်ပြီးလွတ်လိုက်။ order best way အဲ့ဒီမှာ line လေးရဒီ line ရောက်သွားမှာနော်။ဒါနောက်ထပ်အစ်စ်ပါ။ column နည်းအဲ့မှာအပွား feather ကို5လောက်ထားလိုက်။5လောက်ထားပြီး order ကိုပြထားမယ်။ ဒီမှာ order လေးနေပြီဒီ best fit ဒါဆိုဒီ line လေးပေါ်လာနေနော် order best fit ပြီးရင် move to reply select ပြုတ်လိုက် select ပြုတ်ကြကြတော့ move to reply ဒီကနေလွတ်တနေရအောင်ကလင်းနေရတယ်ဒါမှမဟုတ် select ထဲကဒီ select နဲ့သွားလိမ့်မယ်ဒါဆိုအပြုပုံစံနေရပါတယ်နော်အဲ့တော့အဓိကသင်ချင်တာဒီ version 2 plus တဲ့ move to ရဲ့ move to ကရွှေ့တယ်ဒီ version နဲ့ရ rectangular mark 2 down mastery ကပုံဆွဲခြင်း ုံးနဲ့ elliptic မှာဟူတူ elliptic ဆိုတဲ့ခြေတုံးနဲ့ single row မတူဘူးစာတုံးနဲ့ single column column တစ်ခုစာတုံးနဲ့ဒါလေးရတော့ photoshop ခြေကန်